artist artistry ဆိုတာပကြီးအမှုပညာဆိုင်ရာ channel လေးတစ်ခုပါ artist artistry ကနေပကြီးအမှုပညာအကြောင်းမြမပကြီးဆရာများအကြောင်းပကြီးပြပွဲတွေအကြောင်းလက်တွေ့ရေးဆွဲပြသမှုတွေနဲ့ပကြီးအမှုပညာနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒများစွာကိုတင်ဆက်ပေးလျက်ရှိနေပါလေဒါကြောင့်ပကြီးအမှုပညာအကြောင်းအရာများစွာကိုလေ့လာသိရှိနိုင်မှု artist artistry channel လေးကို subscribe လုပ်ဝေးခြင်းဖြင့် အပိတ်ကူညီရင်ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ မင်္ဂလာပါကြည်လိုက်အောင်ပါပြည်ပညာလေးလာခဲ့တာတော့ဆရာတို့မွေးခဲ့တာကဟို AR တိုင်းမှာတကယ်ကိုဟို AR တိုင်းအိမ်မဲမြို့နယ်မှာပေါ့နော်တကယ်ကိုဇနပ်ပုခလေးတစ်ခုမှမွေးခဲ့တာမိဘကလည်းတောင်ရလဲလို့ဟိုဓမခုတ်ပါလားကံကောင်းတဲ့အချက်ကလေးတစ်ခုကပါလားဆိုတော့ဆရာတို့ဇွာလေးမှာအဲအလဲတန်းကြောင်းလေးတစ်ချောင်းရှိတယ်အဲ့ဒီအလဲတန်းကြောင်းလေးတစ်ချောင်းမှာဟိုပကြီးဆရာဒီရန်ကုန်ဟာနေကနေပြီးတော့ပကြီးပုပ်ကြောင်းကနေပြီးတော့ ကျောင်းဆင်းလာတဲ့ပတိဆရာတယောက်ကကျောင်းဆရာဖြစ်နေလာကြလာကြတဲ့အခါကျတော့အဲ့ဒီမှာကျောင်းဆရာဖြစ်နေလာတာပြင်တယ် तू ကပတိဆရာဖြစ်တဲ့ကြောင့်လို့ तू ကဟိုစာမတင်တတ်ဘူးပတိတော့တင်တတ်တယ်အဲ့တော့ကျောင်းဆရာမကြီးလည်း तू ကိုကဲတက်တဲ့ပတိပဲတင်ဆိုပြီးတော့ तू ကိုဒီလိုပတိတင်ဖို့ तू ကိုခွင့်ပြုလိုက်တယ်ပေါ့နော်အဲ့ဒီအခါကျတော့မူလာတန်းနှစ်တန်းသုံးတန်းလောက်ကနေစပြီးတော့ဒီဆရာစီမှာအခြေခံခဲပတိကိုလေ့လာခဲ့ရတယ်အဲ point line shape form perspective ဆိုတဲ့ခဲပတိကိုဆရာစီမှာအလဲတန်းအထိကို ဆရာစီမှာလေ့လာခဲ့ရတယ်။အဲငကိုလေးကလည်းဟိုအမေဆိုရင် तू ကအဲဗကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အမှုပညာနဲ့ပတ်သက်ပြီးတော့ तू မှာဗီဇလေးရှိတယ်။အမေဆိုရင်ဘာလုပ်လဲဆိုရင် तू ကဟိုဇာတို့ပန်းတို့ပေါ့။ဟိုဆက်နေမဟုတ်ပဲလက်နေပဲ။အဲထမင်းဗီတင်အနားလေးတွေထိုးတာတို့ခေါင်းမပုံးမှာပန်းလေးတွေထိုးတာတို့အဲ့ဒါလေးမျိုးကိုအမေကကြွညင်တယ်။အဲအဲ့ဒီဗီဇကြောင့်ပဲဆရာတို့ဒီမှာလည်းအဲ့ဒီဟိုဒီအမှုပညာဗီဇလေးကပါလာတော့ဆရာနဲ့သွားတွေ့ရအဲ့ဒီမှာထပြီးတော့ ေါ်လာခဲ့တာပေါ့ပေါ်လာခဲ့ပြီးတော့အဲ့ဒီမူလာနဲ့နေရာပဲစပြီးတော့ဒီ point line ရှေ့ဖောင်းကိုလေ့လာမိပါလားလေ့လာခဲ့ပါအဲအဲ့ဒီအချိန်မှာတအားကိုခက်ခဲကြမ်းခက်ခဲတယ်ပေါ့နော်ဘိုးလုံးကဒီလိုလက်မဆက်သေးတယ်မရှိဘူးဖုန်းတွေကလည်းမရှိဘူးတကယ်စနေပုလိမှာဆိုတော့ဆရာနဲ့ပြီးသွားပြီးတော့အလဲထမ်းတော့ရောက်တော့ပကြီးကနည်းနည်းလေးပြတ်သွားတယ်ပကြီးကိုလေ့လာဖို့ကကိုကဆက်လေ့လာခြင်းမင်းနဲ့ရန်ကုန်တက်လာဖို့ဆိုတော့လည်းမိပါမလွတ်နိုင်ဘူးဟိုတကယ်လေသမားရာသမားဆိုတော့ခါရောအဲ့မှာမတက်လာနိုင်ဘူးအဲ့မှာပကြီးကပြတ်သွားပြီးတော့မိပါရဲ့လေထဲမှာပဲရာထဲမှာပဲကိုက အဟောရင်းနေတာဘာလို့ဟိုလုံးပန်းနေရတာပေါ့ဒီလိုနဲ့ကြီးလာတော့အဲအသက်20လောက်ရောက်သွားတဲ့ခါကျတော့တငယ်ချင်းတယောက်ကရန်ကုန်တက်လာအဲဟိုအကြောင်းအတူတူခုနကတော့ဆရာဆရာတယောက်စီမှာလေးလာခဲ့တဲ့ပကြီးဆရာဦးစင်းစီမှာကွန်လန်းရှေဖောင်လေးလာခဲ့တဲ့တငယ်ချင်းကရန်ကုန်တက်လာပြီလို့သူကရန်ကုန်ကဘာရလာလို့သူကအခြေခံခဲပကြီးလေးသူရလာခဲမုံခဲမုံပုံတူပကြီးသူကပြီးလက်ပြီးတော့ရန်ကုန်ကနေပြီးတော့ယူဟာကိုခဏပြန်လာတဲ့အချိန်မှာသူကအာငါတော့ဒီပုံတူရေးနေပြီရန်ကုန်မှာဆိုပြီးတော့သူကလာပြတယ်ခါကျတော့ အဲ့အရာလေးနဲ့သူစီကဒီခဲမုံအခြေခံခဲမုံပုံပြီးဒီလေးကိုအဲဆရာနဲ့ဆရာညီကောင်းပိုင်နေပေါ့နှစ်ယောက်သူစီကတခါလေ့လာတယ်လေ့လာပြီးတော့အဲ့အရာနဲ့စပြီးတော့အိမ်မဲတခါခဲမုံပုံတူကိုနှစ်နှစ်လောက်ရေးခဲ့တယ်ပေါ့ပုံတူရာရာချီပြီးတော့ရေးခဲ့ရတယ်ခဲမုံပုံတူကအဲ့ဒီအချိန်မှာတော်တော်လေးကိုသူကဟိုလက်ခံကြတယ်အောင်လဲအောင်မြင်တယ်တခါအိမ်မဲပြီးတော့တော့တခါမြောင်းမြောင်ပြောင်းနေမြောင်းမြောင်မှာနှစ်နှစ်လောက်တခါရေးတယ်အဲ့လေးနှစ်လောက်ရေးလဲရေးပြီးတော့ ခုနငဲဆရာပွင့်လိုက်ရှိဖုံတင်ပေးတဲ့ငဲဆရာဥစဉ်အင်းကနေပြီးတော့မင်းတို့တွေကိုငါရန်ကုန်မှာငါ့တငယ်ချင်းရှိတယ်အခြေခံစီစေးပကြီလေ့လာဖို့ငါပို့ပေးမယ်ဆိုပြီးတော့ဆရာအဲ့ဒီလိုပေါ့နော်ဆရာအဲ့ဒီလိုအဲဒီနေရာမှာလည်းဘာထည့်ပြောနေလဲဆိုတော့ဟိုဆရာဝတ်ပေါ့ဆရာဝတ်ပေါ့ तू က तू ဒီဒီ subject ကို तू မနိုင်တော့ဘူး तू လည်းဟိုတော်တဲ့တငယ်ချင်းဒီမှာ तू အပ်ပေးမယ်ဆိုပြီးတော့အဲ့ဒီစေတနာနဲ့ဟိုအပ်ပေးတော့ရန်ကုန်မှာ ဆရာနဲ့အချိန်ဆက်ရပြီးတော့စီစည်းကိုစပြီးပြန်လေ့လာခဲ့ရတယ်ဗောနော်ပြန်လေ့လာကြတော့ဆရာစီမှာလည်းတစ်နှစ်ကျော်လောက်ဆရာ US တင်ပြီးမှတစ်နှစ်ကျော်လောက်လေ့လာလိုက်ရတယ်အဲဒါမှာအချိန်ကန်ဆက်ပြီးစပြီးတော့စီစည်းပြီးစပြီးတော့ဖြည့်တွေ့သွားတယ်ဖြည့်တွေ့သွားပြီးတော့အဲတိတ်မကြောက်နှစ်နှစ်လောက်လေ့လာပြီးတယ်ခါမှာပိုဝန်ကကြီးကားလေးရေးဖြစ်ရန်ကုန်ရောက်တော့နည်းနည်းနှောက်ကြသွားပြီးရန်ကုန်ရောက်တော့86လောက်မှာရန်ကုန်ဆက်ရောက်ပါရန်ကုန်မဆက်ရောက်ပါနဲ့86လောက်မှာ ဟုတ်ပါတယ်စီစည်းဟိုစီစည်းပကြီကားနဲ့ပဲစပြီးတော့ခြေချခဲ့တာလက်ဦးဆရာတော့ဆရာ US တင်ချေပါပြန်လုံတော့ပါဘီဟိုအဲဆရာ US တင်ချေစီမှာပေါ့နော်ဟိုတစ်နှစ်ကျော်လောက်ဆရာစီမှာပဲသွားပြီးတော့နှိမ့်ဘက်ဆိုဆရာစီမှာသွားရေးတယ်ပေါ့နှိမ့်ဘက်ဆိုတော့ကိုအေးကိုပြအဲ့ပေါ့အဲ့လိုတနေ့ကျော်တော့လေးလာပြီးတော့ဆရာ US တင်ရွှေရလဲဟိုဆရာ word နဲ့အညီပေါ့ငါတို့ဒီလောက်ပဲတတ်နိုင်တယ်မင်းတို့ဓာတ်နဲ့ပို့ပြီးတော့အဆင်မပြေလေးလာရင်ငါဆရာတောင်းနဲ့ချိတ်ဆက်ပေးမယ်ဆိုပြီးတော့ ဆရာဥပ္ပိဆိုမြေတော့တက်တက်ရှိစင်ကြရှိသေးတယ်ဆရာဥပ္ပိဆိုမြေရဲ့စီမဘာသင်ခန်းစာတွေကိုလေ့လာရလဲဆိုရင်အခြေခံစီစည်းကိုပဲအောက်တူရေးရတယ်ဆရာနဲ့အတူဖွဲ့ပြီးတော့အောက်လေးအများကြီးခဲ့ရတယ်စတေးလိုက်ပြီးအများကြီးခဲ့ရတယ်နောက်ဆုံးမောလဲအဲ့ဒီရင်းနှီးတွေကိုဆရာဥပ္ပိဆိုမြေစီမထပ်ပြီးတော့လေ့လာခဲ့ရတယ်အဲ့ဒီမှာဆရာဥပ္ပိဆိုမြေစီမပေါ့နော်အဲတနေ့ကြော်ကြော်လောက်တခါလေ့လာတယ်လေ့လာပြီးတော့တခါနောက်ဆုံးဆရာဥပ္ပိဆိုမြေစီမပြီးတော့အဲ့ဆရာနှစ်ယောက်စီမတော့များသောအားဖြင့်လေ့လာတော့ ဒီ academic ဆံဆံကြီးတွေကိုပဲလေ့လာကြရအောင် realization ကြီးတွေကိုဒါပေမဲ့ဟိုအဲ့ဒီအချိန်မှာပကြီးအတိလေးရတယ်နည်းနည်းဝင်လာတော့ impressionist ခံလေးတွေနည်းနည်းလေးလေ့လာခြင်းလေ့လာခြင်းတဲ့ခါကျတော့အခုတက်ရှိထင်ရှားရှိပါလိမ့်တယ်ဆရာဦးစိတ်အောင်ကရှုခွန်နယ်မှာ golden mountain အကလေကြီးဆိုရှိပါလိမ့်အဲ့ဆရာစင်မှာဟိုအိအိအိစားနေပေါ့ဆရာစင်မှာပဲအိတ်တယ်ဆရာစင်မှာပဲစားတယ်တစ်နှစ်ခွဲလောက်ဆရာစင်မှာထပ်ပြီးတော့ impressionist style အဲ့အဲ့လေးတွေကိုပြင်ယူခဲ့တယ်ပြင်ယူခဲ့ပြီး င်္ဂလာပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးနေတာကတော့မြမပကြီးဆရာရရဲ့မူလပထမခြေလှမ်းအစကို ပြန်ဆွဲထုတ်တာဖြစ်ပါလေပကြီးကားတစ်ချက်ရေးဖွဲ့ရမှာကိုပိုင်ဟန်ကိုပိုင်အမည်ကိုပိုင်အတွေးတွေနဲ့ပကြီးကားတွေကိုရေးဆွဲနိုင်မှုအတွက်မူလပထမအစကဘလူတွေလှုပ်ရှားခဲ့တယ်လေဘလူတွေစတင်ခဲ့တယ်လေဆိုတာကိုကြည့်သိခြင်းနဲ့အတွက်ကြောင့်ကျွန်တော်အခုလိုတင်ပြပေးခြင်းဖြစ်ပါလေဒီတစ်ပတ် ကျွန်တော်ရွေးချယ်တင်ပြတဲ့ပကြီးဆရာနှစ်ယောက်ကတော့ဆရာဦးကြည်လိုင်အောင်နဲ့ဆရာအောင်ဒီဟာရဝဲဖြစ်ပါတယ်သူတို့ရဲ့မူလပထမခြေလှမ်းအစာလေးတွေကိုနားထောင်ကြည့်ပါအောင်ခင်ဗျာ ပြောမယ်ဆိုတော့ပကြီးဝန္ဒနာပါတာတော့ဟိုဟာကိုခလေးဘွားတွေရပါအဲ့ရနေပြီးတော့အကြီးကတော့အဲ့ဒီလိုကြောင်းကျွန်တော်အကူကဟောကျွန်တော်ထက်တစ်နှစ်ကြီးတယ်သူကအဲ့တုန်းကကြောက်တင်ပုံနေဖြစ်ပေါ့အဲ့ကြောက်တင်ပုံနေနဲ့ဟိုကျွန်တော်တို့ငငယ်တော့ကြောက်တင်ပုံဖြစ်ပေါ့အဲ့သူကကြောက်တင်ပုံနဲ့သူပြန်လာတဲ့ချိန်ကျလို့ရှိရင်ကျွန်တော်ကကြောက်မနေရသေးတဲ့အရွယ်ပေါ့အဲ့အရွယ်တွေကကျွန်တော်ကဝန္ဒနာပါတာပေါ့နော်အထီးကတော့အကူမှတ်မိတဲ့လောက်ကတော့ အဲ့ချိန်မှာအဲ့ကြောက်တင်သူပြန်လာတဲ့ကြောင်းပြန်လာတဲ့ကြောက်တင်ပုံပုံမှာကျွန်တော်အဲ့ပုံမှာအယုတ်တွေဆွဲတယ်ကားတွေအဲ့တနက်ဖြစ်တဲ့ပုံတွေပေါ့နော်အဲ့အဲ့အဲ့ရနေရောစတယ်လို့သူပြောရမှာပေါ့နော်ကျွန်တော်ငငယ်တည်းကနေပြီးတော့ဒီဇိုင်းမှန်မှန်အဲ့တောက်လျှောက်ပေါ့အကြောင်းစာတွေပြင်နေလဲအခါအားလည်းတော့လည်းပကြီးကိုအဲ့လိုမျက်ဆွဲဖြစ်ခဲ့တော့ဟောအဲ့လိုဆွဲရင်လည်းကျွန်တော်အကြောင်းမတက်ခင်မှာတော့အဲ့ရကျွန်တော်ဟိုပါပေါ့နော်ကွန်မရှယ်တွေရေးတဲ့ဟိုဟိုပါအဲ့ ကျွန်တော်ဆရာပြောင်းရှိတယ်ပေါ့သူကတော့အဲ့ဒါဒီဆိုင်းဘုတ်တို့ဘာတော့ညာတော့ရေးတယ်ကျွန်တော်နဲ့အနာမှာကျွန်တော်နဲ့ကျွန်တော်နဲ့တိတ်မဝေးဘူးပေါ့နော်အနာနေတယ်သစီမှာကျွန်တော်စတိတ်ကြောင်းသားဘုရားရေးတယ်အဲ62ခုနဲ့ကြတော့သူကနေပြီးတော့ပဲကျွန်တော်ကိုဒီပကြီးဘုဘူးအမှုပညာကျောင်းမှာအဲ့အပ်ပေးတယ်ပေါ့နော်အဲ့အပေးကျွန်တော်လည်းအရန်ဝန္ဒနာပါတဲ့ခါကျတော့အဲ့ရနေပေါ်မှာကျွန်တော်အမှုပညာကျောင်းအဲ့ ဟို92ခုနဲ့ကနေတက်ပြီးတော့95မှာကျွန်တော်ကျောင်းဆင်းတယ်ဗျအဲ့နောက်ပိုင်းမှာကျွန်တော်ဒီလောကထဲမှာအဲ့လိုပဲဟိုဟိုရုပ်ပြတဲ့ရေးတဲ့ပုံသူတွေရင်းတဲ့နောက်ဒီလိုပကြီကားတဲ့နောက်ပိုင်းရေးဖြစ်တယ်ဗျဟုတ်အဲကျွန်တော်ကျောင်းတုန်းကတော့အဲ့လိုဆရာလေးလက်တင်ပေးခဲ့ပါတယ်အမှဆရာလေးကျွန်တော်တို့ကကျွန်တော်ပထမနှစ်မှာဆိုဆရာဦးတင်လင်းဆိုအဲလိုဆရာဦးစေယိုဆရာဦးတန်းကျွဲတို့နောက်တစ်ခါဒီ ဟိုဆရာဦးမြရေတို့နဲ့ကျွန်တော်သင်ခဲ့ရတယ်ပေါ့နော်။နောက်အဲရနေပြီးတော့ကျောင်းပြီးသွားတဲ့အခါကျတော့အပြင်မှာထပ်လေးလာတဲ့အနေနဲ့ဆွဲတဲ့အခါကျတော့ဒီဟိုပူစစုံအောင်တို့ဆရာမျိုးတန်းအောင်တို့စီမှာကျွန်တော်ထပ်လေးလာပြီးတော့အဲ့လိုဟိုကိုကိုဟာကိုလည်းအဲ့လိုမျိုးပေါ့နော်။အင်ယူရင်းနဲ့ဗီဂျီကားတွေနောက်ပိုင်းကိုနေကိုဟန်နဲ့အဲ့လိုစူးစမ်းပြီးရေးပြခဲ့ပါတော့ဗျာ။ဟုတ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ